နေစဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါれကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါれမလာတဆက်ခွန်ရဲ့တင်းလာနေ သေးဩဝါဒစာအခန်းကြီး၈အခန်းငယ်၅မှ20ထိုတန်းတော်သည်မျက်မြင်မရသောဖရာသခင်ဤပုံတံတော်ဖြစ်၏ဝီနီယတတဝါအပေါင်းတို့တွင်လည်းတာဥဖြစ်တော်မူ၏အကြောင်းမူကားထိုတန်းတော်သည်ကောင်းကင်ပေါ်မြေကြီးပေါ်မှရှိသမျှသောယူပအရာအယူပအရာ ရာဇပလင်ဖြစ်စီအစိုးရခြင်းတကူဖြစ်စီအထွတ်မြတ်ဖြစ်စီ အာနာဇက်ဖြစ်စီခတ်သိန်းသောအရာတို့ကိုဖန်ဆင်းတော်မူ၏ထိုသခင်အားဖြင့်၎င်းထိုသခင်အဖို့အလို့ငါ၎င်းခတ်သိန်းသောအရာတို့သည်ဖန်ဆင်းလျက်ဖြစ်ကြ၏တားတော်သည်လည်းခတ်သိန်းသောအရာမဖြစ်မီဖြစ်တော်မူ၍ခတ်သိန်းသောအရာတို့သည်တကောတော်အားဖြင့်သာတည်ကြ၏အသိန်းတော်ဒီဟုသောကိုဤဥကောင်းဖြစ်တော်မူ၏အရာရာ၌ သူမြတ်ချင်းကမူလအရင်ဖြစ်၍တည်တော်သူတို့တွင်တာဥဖြစ်တော်မူ၏အကြောင်းမူကားခတ်သိမ်းသောပြည့်စုံခြင်းကိုတားတော်၌ခြင်းဝစီခြင်းက၎င်းလဝါကတိုင်မှာသွန်သောအသွေးတော်အပြင်ရန်ကိုငိမ့်စီ၍ကောင်းကင်အရာဖြစ်စီမြေကြီးအရာဖြစ်စီခတ်သိမ်းသောအရာတို့ကိုတားတော်အပြင်ဖျားသခင်နှင့်မိတ္တဟာယဖွဲ့စီခြင်းက၎င်း အလိုရှိတော်မူ၏လဝါကတိုင်မှသွန်သောအသွေးတော်အဖြစ်ရန်ကိုငိမ့်စေ၍ကောင်းကင်အရာဖြစ်စေ မြေကြီးအရာဖြစ်စေခတ်သိမ်းသောအရာတို့ကို သားတော်အဖြစ်ဖျားသခင်နှင့်မိသားယဖွဲ့စေခြင်းငှာ၎င်းအလိုရှိတော်မူ၏ ကိုလိုသဲဩဝါဒစာအခန်းကြီး1အခန်းငယ်19:20ခရစ်တော်၌သင်မြတ်ခြင်းကောင်းကင်ကျိုးတန်းပညာရှင်ဖြစ်သည့်ဖိလစ်ပက်တစ်သည်1982ခုနှစ်တွင်ပဲရစ်မြို့ရှိ Notre Dame Cathedral ဘုရားကျောင်းတော်၏မျောစင်နှစ်ခုကြားကျိုးတန်းလျှောက်ပြခဲ့ရမှစ၍နာမည်ကျော်ကြားလာခဲ့သည်။၃နှစ်အကြာတွင်နယူးယောက်မြို့၏အထင်ကရအမွာမျောစင်၌ ခွင့်ပြုချက်မရဘဲကြိုးတန်းလျှောက်ပြမှုဖြင့်အဖမ်းခံခဲ့ရသည်သို့သော1989ခုနှစ်တွင်ပက်တစ်ဤလမ်းလျှောက်ဟာမှထူးခြားခဲ့သည်ယေရုရှလင်မြို့တော်ဝန်တက်ဒီကိုလက်ဤဖိတ်ခေါ်မှုကြောင့်ပက်တစ်သည်အစ္စရေးပွဲတော်အထိမ်းမှဖြင့်ဟိန်နုံဂျိုင်းဝမ်အပေါ်တွင် ကောင်းကင်ကြိုးတန်းလမ်းလျှောက်ပြခဲ့သည်လမ်းတစ်ဝက်တွင်ပက်တစ်သည်ငြိမ်းချမ်းခြင်းအလှတရားဤသင်္ကေတဖြစ်သည့် ခိုးတကောင်ကိုလှုပ်ပေးခဲ့သည်သူလှုပ်ချင်ခဲ့သည်ကဂျိုးငှက်ပါထူဆန်းပြီးအန်ဒီယရှိသည့်စတန်ပင်သို့သော လုံးဝငြင်းချမ်းရေးအတွက်သာဖြစ်သည်နောက်ပိုင်းတွင်ဖက်တီကဧဒဒင်ကလေးမှလူတို့ပြိတ္တအလုံးသူတို့ရဲ့ကွဲပြားခြားနားမှုတွေကိုမေ့လျော့သွားခဲ့တာပဲဟု၍ပြောခဲ့သည်ပက်တီဂျိုဒန်ရှောက်မှုသည်ကျွန်တော်အားအခြားသောအံ့ဩပွေဖြစ်ရတခုကိုအမှတ်ရစေသည် ကောင်းကင်နှင့်ကဘာမြေကြားတွင်သခင်ယေရှု၏ကိုယ်ခန္ဓာချိတ်ဆွဲလျက်ရှိနေသည့်ဖြစ်ရပါတမန်တော်ရှင်ပေါလုကလက်ဝါးကတိုင်မှသွန်းသောအသွေးတော်အဖျင်ယံကိုငိမ့်စေ၍ကောင်းကင်အရာဖြစ်စေမြေကြီးအရာဖြစ်စေခတ်သိမ်းသောအရာတို့ကိုသားတော်အဖျင်ဖျားသခင်နှင့်မိထာယဖွဲ့စေခြင်းဟာ၎င်းအလိုရှိတော်မူ၏ဟုဆိုခဲ့သည်အထက်ကဖျားသခင်နှင့်ကြွာရှင်းခဲ့သည်ဟု ရှင်ပေါလုရေးခဲ့တော်လဲယခုထိုကဲ့သို့မဟုတ်တော့ပါငိမ့်ချံရေမြင့်တင်သည့်အခမ်းအနားများအစာသခင်ယေရှုမေရှိယကိုတော်တိုင်လက်ဝါးကတ်တိုင်တွင် အမှန်တကယ်အသွေးသွန်လောင်ခြင်းဖြင့်ယံငိမ့်စေခဲ့ပြီဖြစ်သည် ကိုတော်ပြုပေးခဲ့သည့်ထူးခြားသည့်အမှုထက်ညီသည့်အရာကမှသာလွန်မြီမဟုတ်ပါလိုလဲမလိုအပ်ပါ ကိုတော်ဤယံငိမ့်ခြင်းသည်

ဖြစ်သောသခင်ယေရှုကိုတော်ဤထာဝရတည်သောငြိမ်းချမ်းရေးလက်ဆောင်အတွက်ခြေဆုတော်ချီးမွမ်းပါ၏နေစဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများ ဖြစ်တည်နိုင်ကြပါစေ။